ွင့်လိုက်ပါပြီရတယ်ဟုတ်ဒီဘောတင်လိုက်ရတယ်လို့ပြောဟုတ်အဲ့လွှင့်လိုက်ရလားလွှင့်လိုက်ပြီချီလေးလေးလေးရတယ်ဟိုဟာကျွန်တော်ဟုတ်လားအဲကျွန်တော်ဒီဘက်နဲ့နားထောင်ကြည့်လအောင်ကျွန်တော်တို့ကျွန်တော်တို့

ဖို့လို့ဟာတူပါတလာလိုက်ပြီဖြစ်ပေါ်လာဒီမကြီးကိုဘာလို့ပါဗျာအခုတနေ့ကကျွန်တော်တို့ထိုင်းထိုင်းတဲ့ပေါ့နော်ထိုင်းတဲ့ညပါတဲ့ဒေါက်ဒီတော်တော်ပြပြနေရာတွေပါဒါကျွန်တော်ကလေးလှုပ်သွားပါတယ်ခဗျာကလေးလှုပ်သွားတယ်အဲ့တော့ဟိုကလေးဆဆချင်းလှုပ်တဲ့အခြေကိုနေသိပြပါလဲသိပါတယ်နော်ကျွန်တော်လှုပ်တော်တော်လေးကြမ်းသွားပါတယ် เนาะตลอดเลยเปลี่ยนเลยเอ่อဖြစ်ခြင်းတော့ကျွန်တော်ခါတိုင်းဆိုလို့ရှိရင်ကျွန်တော်မြို့တဲ့ဘက်ဒီမှာကျွန်တော်ရှိတက်တယ်ပေါ့နော်ဒီနေ့ကြတော့ကံကောင်းထောင်းမဆိုတာ ਨੇ ကျွန်တော်ကဒီခီးသွားနေတဲ့ခါကြတော့ကျွန်တော်ကျောင်းလွတ်သွားတာပေါ့အမှန်တိုင်းပြောရမယ်ဆိုရင်ကျောင်းလွတ်သွားတယ်အာအဲ့ဒီကြောင်ဒါကတော့မိဘညီကိုမောင်နှမတွေရဲ့ဒါစူတောင်းမြတ်တာပို့တာမှုတွေအများနဲ့ရှိနေမယ်နောက်တော်လိုင်းရဲ့နှကောင်းနှက်မြတ်တွေ ဆောက်ရှောက်ချင်းကြောင့်လဲဒါကျွန်တော်တို့ကဒီနေ့အသက်ဘေးအန္တရာယ်လွတ်တာပေါ့နော်အခုဒါဆိုလို့ရှိရင်အခုလိုက်တာလွင့်တာကျွန်တော်ရှိနေတဲ့နေရာပေါ့နော်ကျွန်တော်တို့ကသွားလို့မရအောင်ဘာဖြစ်လို့မရလဲဆိုလမ်းတွေပိတ်ချလိုက်ပြီလမ်းတွေပိတ်ချလိုက်ပြီအဲပြီးတော့တချို့ဆိုလို့ရှိရင်အခုဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လမ်းပေါ်မှာလမ်းဘေးနားမှာပဲ platform မှာပဲသွားအိတ်ရတော့မဲ့အိတ်အိတ်ရမဲ့အနေထားမျိုးပေါ့နော်တချို့ကအဲ့လိုမျိုးသွားကြတဲ့တွေလည်းအများကြီးပဲ လမ်းပေါ်မှာသွားအိမ်မဲ့လူတွေနောက်ပန်းချောင်းမှာသွားအိမ်မဲ့လူတွေအဲ့လိုမျိုးတွေပေါ့တော့အကုန်လုံးကတော့အခုကတော့ထွက်သွားကြပြီပေါ့အားလုံးဘာဖြစ်လဲဆိုတော့ဒီ20နဲ့လေးနိုင်အတွင်းမှာပြန်ထပ်မဖြစ်လာနိုင်ဘူးလို့ဘယ်သူမှလည်းအာမမခံနိုင်အာမမခံနိုင်တဲ့အတွက်ကြောင့်အားနဲ့အကုန်လုံးကအဲ့ဒီအတိုင်းပဲဒါသူတို့အထုပ်လေးတွေဆွဲပြီးတော့มาပေါ့နော်ဒါအဝေစားလေးတွေဆွဲပြီးတော့မှဒါကျွန်တော်တို့အခုလက်ရှိချိန်မှာထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီလမ်းပေါ်မှာသူတို့ platform တွေပတ်ပါသူတို့သွားပြီးတော့မှ နေနေရတဲ့အနေထားအသွင်ပြင်တခုဒါကျွန်တော်တို့ရောက်ရှိလို့သွားပါတယ်လို့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်။နောက်ပါမှာလူမှုကွင်းရပ်ပေါ်မှာတွေ့ရတဲ့တိုက်တိုက်ပြူသွားတယ်ပေါ့နော်။တိုက်ပြူသွားတဲ့အရာလဲအဲ့ဒါထိုင်းမှာပါပဲ။နောက်အဲ့တော့ထိုင်းမှာပဲဖြစ်တယ်။အဲ့ဒီနေရာကိုလုံးဝသွားလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့နေရာဘက်တီကိုလုံချိုရေးရတော့ဟောလမ်းကြီးအကုန်လုံးပိတ်လိုက်ပါပြီ။အဲကျောင်းမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပါတယ်ဗျ။နော်ဒီ ဒီအဆောက်အဦတွေပြိုကျတာတွေပျက်စီးသွားတာတွေအဲ့ဒီတဲ့ပါတွေလည်းပါသွားတာတွေရှိတဲ့အတွက်ကြောင့်ဝန်းနေရတယ်ပူဆွေးရတယ်တောကတွေလည်းဖြစ်ရပါတယ်နော်ဒါ time back ကအခြေအနေနော်အဲ့တော့အခု time back ကအခြေအနေမှာအခုဆို platinum mall fashion platinum fashion mall တို့နောက်ပြီးတော့မှဒီပသူနန်းတဝိုက်တို့နော်နောက် central wall တို့ဘသူမှမနေရဲကြတော့အခုအကောလုံးကအပြင်ဘက်ကိုအကောလုံးထွက်ပြီးတော့မှအဲလက်ရှိအနေဒါကတော့အဲ့ဒါပါအဲ့တော့ ထိုင်းမာကြီးပဲဖြစ်သွားတာလားဆိုမဟုတ်ပါဘူးမန္တလေးမှာလည်းဖြစ်တယ်လို့နေပြည်တော်မှာလည်းဖြစ်တယ်တောင်ကူမှာလည်းဖြစ်တယ်နော်နောက်စကိုင်းတိုင်းအပြင်းထန်ပါတယ်စကိုင်းတိုင်းမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီတံတားအဟောင်းပေါ့နော်အဲ့ဒါကြီးပြူကျသွားတာဒါကျွန်တော်တို့ငလင်လှုပ်လှုပ်ပြီးချင်းမှာဒါအမှတ်မထင်တာကျွန်တော်တို့တွေ့ရတယ်မြင်ကွင်းတစ်ခုပေါ့နော်အဲ့ဒါနဲ့စကိုင်းတိုင်းပါဟာ ဒီတရာအဟောင်းရပြိုကြလဲပြိုကြပြီးတော့မန္တလေးမှာဆိုလို့ရှိရင်မမြမုနီဘတ်တီမှာတရင်တွေတောက်လျှောက်တက်လာတယ်ပြီးလို့ရှိရင်မန္တလေးလေစိတ်เนาะအဲ့ဒီဘတ်တီမှာအပြည့်အစည်တွေများပြားစွာဖြစ်လာတာရေနောက်ပြတ်မှာမန္တလေးအဲ့အဲ့ဘက်မှာရှိနေတယ်မစိုးရင်ကြောင်းတိုက်တွေတောက်လျှောက်တောက်လျှောက်ဆိုလို့ဒါကျွန်တော်တို့ဒီပြိုကြတာတွေပျက်စီးတာတွေနောက်ပြတ်မှာဒီအောက်ဘန်ဂလော်ရီဘက်မှာလည်းဒါကျွန်တော်တို့အဆောက်အဦတွေဟိုတယ်တွေเนาะပြိုကြတာတွေနောက်အင်းလေးလည်းပါတယ် နော်အင်းလေးမှာဆိုလို့ရှိရင်လည်းဒါအဆောက်အဦတွေနော်ဒီရေပေါ်နဲ့ပတ်သက်တဲ့အဆောက်အဦတချို့တွေထိခိုက်ပျက်စီးနေနာမှုတွေရှိသွားတာတွေကိုတွေ့ရသလိုနောက်ပြီးတော့တောင်ကူဘက်မှာဆိုလို့ရှိရင်လည်းအင်မတန်ကိုဒါကျွန်တော်တို့ပြင်းထန်သော ထိခိုက်မှုတွေဖြစ်သွားတာကိုတွေ့ရပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာရှိနေတဲ့ဒီအ мян လန်းပေါ့နော်။ဒီအ мян လန်းတကြောမှလည်းဒါကျွန်တော်တို့ပျက်စီးတာတွေရှိတဲ့ဟာကိုဒါကျွန်တော်တွေ့ရပါတယ်။နောက်ထူးထူးခြားခြားကတော့နေပြည်တော်မှာရှိနေတဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့စင်ယုံချုပ်ယုံနေလဲထိသွားတယ်လို့ဒါကျွန်တော်တို့သိရတယ်เนาะနေပြည်တော်မှာရှိနေတဲ့ဒီစေယုံချုပ်ယုံနေလဲဒါကျွန်တော်တို့အစကစအဆောက်အအုံတော်တော်များများပြိုကျတာတွေပျက်စီးသွားတာတွေကိုတွေ့ရတယ်မန္တလေးမှာဆိုလို့ရှိရင်လဲစကစနဲ့ပတ်သက်တဲ့အဆောက်အအုံပျက်စီးတွေပျက်စီးတာတွေများတယ်လို့နေပြည်တော်မှာဆိုလို့ရှိရင်လဲစကစနဲ့ပတ်သက်တဲ့အဆောက်အအုံတွေတော်တော်များများပျက်စီးသွားတာကိုဒါကျွန်တော်တို့တွေ့ရပါတယ်เนาะအဲ့တော့ထိုင်းနဲ့မြန်မာနိုင်ငံနဲ့ကတော့ဒါတစ်ချိန်နဲ့တပြေးညီတယ် ဒါမျိုးဖြစ်သွားတာဖြစ်ပါတယ်အင်အားတော်တော်ပြင်းထန်သောလှုပ်ခတ်မှုကြီးဖြစ်သွားတာဖြစ်ပါတယ်နောက်ထိုင်းမှာဆိုလို့ရှင်ဒီကွန်ဒိုတွေအပေါ်အမြင့်မှာပေါ့နော်အခုဘယ်သူမှမနေရတော့ဘူးအကောင်လုံးအောက်ကိုပြေးဆင်းလာပြီးတော့မှအခုဆိုလို့ရှင်တော့လမ်းဘေး platform မှာနေရတဲ့အဆင့်ထိကိုရောက်သွားပါပြီလို့ဒါကျွန်တော်တောက်ဆုံးသိရတဲ့အနေအထားပြောပြတာဖြစ်ပါတယ်အခုလမ်းပေါ်မှာကတော့လူတွေမပြတ်ဘူးသွားနေတော့မယ်အားလုံးဘန်ကောက်တစ်မြို့လုံးကိုအထူးစိုးရင်ရတော့ နေမည်ဖြစ်တတ်မှတ်လိုက်ပါပြီအဲ့တော့သွားလို့လာလို့တိတ်မရတော့ဘူးเนาะမရတော့ဘူးဆိုတော့ကျွန်တော်တို့အဲ့ဒါဟိုနီးစက်ရနေရာတွေမှာပဲဒါနားခုနေရတဲ့အနေဒါအသွင်ပြင်လောလောဆယ်ရှိနေတယ်ပေါ့နော်ဘန်ကောက်မြို့အတွင်းဘက်မှာသူကအနေအဆုံးသွားတတ်မှတ်လိုက်ပြီလေအနေအဆုံးတတ်မှတ်လိုက်ပြီဖြစ်တော့ကြောင့်ဘန်ကောက်မြို့တွေကတော့သွားလို့လာလို့မရတော့ပါဘူးဟုတ်ကဲ့ပါ မြန်မာနိုင်ငံမှာတော့တော်တော်ထိပါတယ်။အဲကျွန်တော်ပြောချင်တာတူကဒီအချမ်းမတ်စစ်ကောင်စီဘက်လည်းတော်တော်ထိပါတယ်။နော်။သူ့ဘက်ကလည်းတော်တော်ထိပါတယ်။ဘာဖြစ်လို့လဲဆိုတော့စေယုံချုပ်ယုံနေပါတယ်။ထိသွားတယ်လို့သိရတယ်။ပြီးတော့နေပြီးတော့ကျွန်တော်တို့ဆက်ဆက်ချင်းသတင်းကြားမိတာကနေပြီးတော့မှရှိနေတဲ့ပလီပေါ့။နေပြီးတော့မှရှိနေတဲ့ပလီထဲမှာပိတ်မိနေတဲ့လူတွေအများကြီးပဲ။တတိမတက်လာအောင်ဖုံးနေတာ။ကျွန်တော်အတွင်းညညသိပြီးသွားပြီ။နေပြီးတော့မှရှိနေတဲ့ပလီတွေထဲမှာပိတ်မိနေတဲ့လူတွေရှိတယ်။ MRTV4 တို့မြောက်ရီတို့အဲ့ဒါသွားမရကြဘူးလားမသိဘူးเนาะเนาะတတိယကဒီထိုင်းနိုင်ငံမှာလည်းဒါဖြစ်တာပဲငလင်လောက်တာပဲမြန်မာနိုင်ငံမှာလည်းငလင်လောက်တာပဲတကယ်အတွင်းကြကြသတင်းတွေကမြန်မာနိုင်ငံဘက်ကနေတက်လာဖို့တော့ကခက်ခဲတယ်မြန်မာနိုင်ငံဘက်ကတက်လာတဲ့သတင်းတွေကကြတော့ကျွန်တော်တို့ပြည်သူလူထုကပြောပြတဲ့သတင်းတွေလောက်ကိုသာကျွန်တော်တို့ကတိရခွင့်ရှိပြီးတော့မှတချို့သောအရာတွေကိုတိခွင့်မရသေးတာတွေရှိသေးတယ်နေပြည်တော်နဲ့ပတ်သက်ပြီးကျွန်တော်တို့ထပ်တိရတာကစစ်စီနေပြည်တော်ကဒင်းတထောင် ထိတယ်เนาะအဲ့ဒါတွေထိတယ်နောက်နေပြီးတော့ဒဲမာတင်ကိုတချို့အာဘယ်လိုလဲတော်တော်များများထိသွားတဲ့အရာတွေရှိတယ်အဲတရင်ဖုံးနေသေးတယ်ဆိုတော့ဒါကျွန်တော်တို့သိရပါတယ်เนาะနေပြီးတော့ဒဲမာလေနေပြီးတော့ဒဲမာလေဒါကျွန်တော်တို့တော်တော်များများထိသွားတယ်လို့ဒါကျွန်တော်တို့သိရပါတယ်တရင်ဖုံးနေတာတွေရှိပါတယ်အနေပြီးတော့ဒဲမာကျွန်တော်တို့သိရတာကတော့အာပလီတဲမှာပိမိနေတာတွေရှိတယ်လို့သိရပါတယ်။နောက်စကစနဲ့ပတ်သက်တဲ့စိတ်ယုံချုပ်တွေလည်းထိတယ်เนาะ သူတို့တွေတော်တော်များများထိသွားတယ်ပြင်းပြင်းထန်ထန်ထိသွားတယ်လို့သိရပါတယ်เนาะအဲ့ဒါလေသတင်းကဖုံးနေတယ်နေပြည်တော်ထဲမှာထိသွားတဲ့အစိတ်ပိုင်းတွေအများကြီးရှိတယ်အဲ့ဒါသူတို့သတင်းဖုံးထားပါတယ်လို့ဒါကျွန်တော်တို့အနေနဲ့ဒါဒါကျွန်တော်တို့သိရတာပေါ့เนาะဟုတ်ကဲ့ပါ နေပြည်တော်ထဲမှာတော်တော်ထိပါတယ်မန္တလေးမှာလည်းပျက်စီးမှုတွေတော်တော်များပါတယ်ပထမကျွန်တော်သိရတာကတော့သကိုင်း တရာအဟောင်းပြစ်ပြူသွားတယ်ပေါ့နော်စကိုင်းတရာအဟောင်းပြူသွားတယ်ပြီးတော့မန္တလေးမန္တလေးမှာဆိုလို့ရှိရင်လည်းလိန်လို့ညာလို့ဖုံးလို့ဖိလို့မရတဲ့အရာတခုကဒီနမ်းမြူရိုးတွေပြူတယ်ပေါ့နမ်းမြူရိုးတွေဒီငလင်ကြောက်ပြူပြူကြသွားတဲ့အရာကိုဒါကျွန်တော်တို့တွေ့ရပါနမ်းမြူရိုးတွေတောက်လျှောက်ပြူသွားတယ်နော်အဲ့တော့အဲ့မှာအဲ့မှာတွေ့ရတယ်နောက်တစ်ခုဒီမန္တလေးမှာဆိုလို့ရှိရင်မစိုးရင်ကြောင်းပေါ့နော်မစိုးရင်ကြောင်းနဲ့ပတ်သက်တဲ့အရာ တွေလည်းဒါကျွန်တော်တို့ဒီပြူတာတွေကိုတွေ့ရတာတွေ့ရပါတယ်ဟုတ်ကဲ့ပါ အဲ့တော့မိဘညီကိုမတော်မများဒီနေ့ပြက်သွားတဲ့ငလင်ကထိုင်းနဲ့မြန်မာနဲ့တော်တော်ထိတယ်လို့ထိုင်းမှာကတော့ယဉ်ကျိုးတာကဗျာဟိုအမှန်တိုင်းပြောရမယ်ဆိုထိုင်းရောက်ဒီဆောက်လုပ်ရေးနော်ညီကိုမောင်နှမတွေတော်တော်လေးသူတို့ရဲ့အဖြစ်ကိုကျွန်တော်တို့က TV မှာအချိန်ပြည့်ကြည့်ရတာလေ TV မှာဒီကောတော့တိုက်ရက်ကိုလွှင့်တာဒီမှာကကြတော့တခါလဲအချိန်နဲ့တပြေးညီလွှင့်တဲ့အခါကျတော့နောက် TikTok မှာက live တွေအကုန်လွှင့်တာပေါ့နော် live တွေလွှင့်ဒီမှာ internet အရန်ကောင်းတယ်လေ အင်တာနက်အရန်ကောင်းတဲ့အခါကျတော့အာဟို TikTok မှာတက်လာလဲကိုယ့်ရဲ့ဒီဟိုဘယ်လိုလဲမြန်မာပြည်သားတွေပေါ့နော်အဲ့လိုတိုက်တီထဲမှာပိတ်မိနေတဲ့အရာတွေပြိုကျနေတဲ့နေရာမှာထိခိုက်နေတာမျိုးရှိဒါပဲကိုယ်မြင်ရတယ်မြင်တော့အယောင်ဝန်းနေတယ်စစ်တမရင်ရင်ကျိုးမတက်ခံစားရတယ်အခုထိုင်းတရင်းနေမှာတက်လာတဲ့အရာတွေအားလုံးတော်တော်များများလေအာအယံရင်ကျိုးမတက်ခံစားရတာတော်တော်ကိုထိတာ အာမြန်မာပြည်သူပြည်သားတွေထိတယ်ဆောက်လို့ရေး site တွေမှာသွားတာဟုတ်ဆောက်လို့ရေး site တွေမှာလောက်တဲ့ညီကိုမောင်တို့မတွေနော်အမမျက်ရည်မျက်ရည်ဝဲတယ်ဒါတက်လာသမျှတရင်ကကိုမြန်မာပြည်သူပြည်သားအတန်နေငိုကြွေးတန်နေထွက်လာတာလေနော်ဒီတရင်เนี่ยတစ်တော့မှာကြည်လဲကိုမြန်မာပြည်သူပြည်သားရဲ့ငိုကြွေးတန်နေထွက်လာတယ် Facebook မှာကြည်လဲကိုမြန်မာပြည်သူပြည်သားရဲ့ငိုကြွေးတန်နေထွက်လာတယ်ကိုရီးယားလည်းဒီအရာတွေကိုကြည့်တဲ့အခါမှာကိုရီးယားလည်းတိန်းချောင်းရင်ထွက်ပြေးနေနော်ဒီအရာတွေကိုကြည့်ရတာလေသူက အိမ်အိမ်ငားနေဆိုလို့ရှိရင်အိမ်ပိုင်ရှင်တွေကအာမမခံတော့ဘူးတဲ့အတက်ကိုအာမမခံဘူးအပြင်မှာနေပေးပါအခုအပြင်မှာနေပေးပါဆိုတော့24နာရီရောအပြင်ဘက်ကိုရှောင်တင်ရတဲ့အနေထားအသွင်ပြင်မှာဒီ time ဘက်ကတော့နော်အိမ်ရှင်တွေကပေါ့နော်အကိုဟိုသူတို့အကိုလုံးအချိန်ညာချက်ထုတ်လိုက်တာပေါ့နော်အိမ်ငားတွေအတက်ကအာမခံမှုကမရသေးဘူးဒီ24နာရီအတော်အတွင်းမှာအတက်အာမခံမှုကမရသေးတဲ့အတွက်ကြောင့် ကင်းလို့ရနေရာတွေမှာရွှေ့ပေးကြပါနေပေးကြပါဆိုပြီးတော့မှအဲ့လိုမျိုးပြောတာအဲကြောင့်အားလုံးကဘေးလို့ရကိုဟိုထွက်ပြေးနေရတဲ့အချိန်ပေါ့နော်အခုကတော့တိတ်ချောင်နေရတဲ့အချိန်နေအဲ့လိုတိတ်ချောင်နေရင်းနဲ့တရင်အချက်လက်ကလည်းကြည့်ရသေးတယ်တရင်အချက်လက်ကလည်းကြည့်တဲ့အခါကျတော့ကိုမြန်မာပြည်သူပြည်သားပဲထိတယ်နော်ကိုမြန်မာပြည်သူပြည်သားထိတာရရရရဆက်ဆက်ကိုထိတာနော်တချို့ဟိုအကိုတွေဟာလာခေါင်းမှာဆိုသူ့ကိုရဲနေတာပဲ ဘလို့မှခံစားလို့မရအောင်တချို့ဆိုလို့ရှိရင်အာကဲပါကဲပါဆိုပြီးတော့မှအဲ့ဒီအုပ်ပုံနေကြားထဲမှာဟိုပြိနေတဲ့အရာတွေနော်ဒါတွေမြင်တွေ့နေရတာအတောက်လျှောက်သတင်းတွေတက်လာနှလုံးယောဂရှိတဲ့လူတွေဆိုလို့ရှိရင်တော့မကြည့်သင့်ဘူးနှလုံးယောဂကျောင်းလည်းမူးထွက်သွားတယ်သူကလူကမူးသွားတယ်လှမ်းရကြီးတဲ့အခါကျဒီငလင်လှမ်းရကြီးတဲ့အခါကျတော့ကျွန်တော်တို့မူးထွက်သွားပြီးတော့မှဟိုလူကဘာလို့လို့လုံးရမှလည်းမသိဘူးအဲ့လိုမျိုး ဟိုဟိုချက်ချင်းကိုထမင်းလဲစားလို့မရဘူးเนาะရေတလဲတောက်လို့မရအောင်အကုန်လုံးမူးပြီးတော့မှအော့အန်ကုန်တော့ဗောနော်အဲ့လိုမျိုးတွေဖြစ်ကုန်အားလုံးอ่ะအင်မတန်ကိုလှိုင်းအားကြီးသောငလင်လိုက်ဖြစ်တဲ့အတွက်ကြောင့်အဆအဆအရာကျွန်တော်တို့အားလုံးအတူသတိဝရိယနဲ့နေနေရတဲ့အချိန်ကာလဖြစ်ပါတယ်ဆိုတော့ကြောင့်ပြောပြချင်ပါတယ်အခုဆိုဒီမှာကြည့်အကုန်လုံးကားတန်နေဆိုင်ကယ်တန်နေတဝီဝီပဲအကုန်လုံးအွှေ့အပြောင်းအွှေ့အပြောင်းအွှေ့ပြောင်းတို့တို့သွားကြတာအများကြီးပဲเนาะကားတန်နေเนาะနောက်ပြီးတော့မှဒီ ဟိုကအတန်နေအကောလုံးကတဝီဝီပဲအကောလုံးကားအတန်နေဆိုင်ကယ်အတန်နေနော်အဲ့ဒါအဲ့တော့ဟိုဘာကိုပြောနေတာလဲဆိုတော့เนาะကျွန်တော်တို့ဒီကိစ္စတွေတကယ်ဟိုတော်တော်တရားရကျွန်တော်တော့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတော့အယောက်ဝမ်းနေတယ်ရှင်ထဲမှာတော်တော်ဝမ်းနေတယ်ဘာဖြစ်လို့လဲ ျောင်းမြမာပြည်သူပြည်သားတွေထိတယ်လေအနှဲနာမှမဟုတ်တာအများကြီးအဲ့တိုက်ကြီးဝုန်းလို့ပြိုကြတာလေအဲ့အရှိမပြင်းနေအကျွန်တော်မြန်မာပြည်သူပြည်သားတွေဗျာထိုင်းတဲ့နေကြည်ကြမှာပဲအားလုံးเนาะထိုင်းတဲ့နေကိုကြည်ကြမှာပဲเนาะအစိုးရအဖွဲ့စည်းစည်းလည်းမြင်အစိုးရအဖွဲ့စည်းအသီးသီးလည်းမြင်မှာပဲသွေးတော်ကြောင်ဝါနိုင်တဲ့အနေအထားမျိုးဝုန်းလို့ပြိုကြတာအဲ့ဒီအရှိမပြေးတာအကုန်လုံးအကျွန်တော်မြန်မာပြည်သူပြည်သားတွေကျောင်းမြန်မာပြည်သူပြည်သားဆောက်လို့ရေရွှေပြောင်းအလုံးသမားတွေကြီးပဲအကုန်ပြေးတာအဲ့ဒီအရှိမအကုန်လုံးอ่ะ အရှိန်ဘလောက်ပြင်းလဲဆိုတော့အခုတိကဲထုတ်တော့ထိုင်းရအခုတိကဲထုတ်တော့အုံကြွနေအခုဒီအဲ့ဒါကိုပဲဒါကျွန်တော်တို့ဒီဟိုမီဒီယာတွေအကုန်လုံးပေါ့နော် diet life နဲ့ပေါ့နော်အကုန်လုံးအဲ့နာတော့အကုန်လုံး तू ကအနေဆုံးဖြစ်သတ်မှတ်ပြီးတော့မှအခုတိကဲထုတ်တော့အသက်ရှင်နေတဲ့လူတွေရှိတယ်စောင့်ကြည့်အောင်ပါပေါ့နော်ကျောင်းမြန်မာပြည်သူပြည်သားတွေအထက်ထဲမှာပြိမိပြီးတော့မှဘသူတွေကတော့အသက်ရှင်ပြီးတော့မှဘသူတွေကတော့ ကြံနေသေးလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်နေရတဲ့အနေအထားတစ်ခုပါပဲเนาะတော်တော်ပြင်းအားကြီးတဲ့လှိုင်းပါတော်တော်ကိုပြင်းပါတယ်တော်တော်ကိုအခြေအနေဆိုးပါတယ်နေကောင်းသွားပြီလားဆိုနေကောင်းသွားပြီလားဆိုတော့တို့အေဟိုးပြန်လို့မရသေးတဲ့အနေအထားမျိုးပါကျွန်တော်တို့နော် အဲ့ဟိုပြန်လို့မရတဲ့နေတာမျိုးအခုလိုမျိုးဖြစ်တော့ကျွန်တော်တို့တွေကနှစ်ရက်လောက်ပေါ့နှစ်ရက်သုံးရက်လောက်တိကိုကျွန်တော်တို့ရှောင်တဲရတော့မှာဘာကြွလို့လဲဆိုတော့ဓာတ်ရပဲချိန်မှာဘလူတွေပြက်လာမလဲဆိုတော့ကျွန်တော်မပြောတတ်ဘူးလမ်းนี่အကုန်ပိတ်လိုက်ပြီလမ်းนี่ပိတ်ချလိုက်ပြီတောက်လျှောက်တိတယ်ဒီလိုကျွန်တော်တို့ကလည်းဒီပလက်လန်ပြီးနေရတာပေါ့နော်ဘာမှလှုပ်လို့မရတော့ကျမ်းပြမှာဒီလိုပလက်လန်ပြီးတော့မှနေရလှုပ်လို့လည်းမရတော့အဲ့လိုဖြစ်သွားတယ်အဲတတိဝိရိယနဲ့နေတယ် အေးတိန်လဲတို့တွေပေါ့ဟိုဒါလဲအေးဒီနေ့စိတ်နဲ့တိန်ပါပဲပေါ့အဲ့လိုမျိုးပဲကျွန်တော်တို့ကတော့ဒီလိုကတ်နေလိုက်တော့အဲ့လိုချမ်းပြမှာကတ်နေလိုက်တယ်အားနဲ့နည်းနည်းလေးဟိုညိန်တဲ့အချိန်မှာမှအမြန်ဆုံးအောက်ကိုပြေးစင်းရတယ်အန်ရအရန်များတယ်ဘဝမှာတစ်ခါမှမကြုံဘူး အမျိုးမျိုးတော့ထင်မြင်ချက်တွေတော့ပြီးကြတာပေါ့နော်အမျိုးမျိုးထင်မြင်ချက်တွေတော့ပြီးကြတယ်ကျွန်တော်တို့ကကြတော့ဒီထင်မြင်ချက်တွေဆိုတာတက် TV channel တွေပေါ့နော် Thai TV channel တွေသတင်းဌာနတွေအသီးသီးလာတဲ့အရာတွေမှာကျောင်းမြန်မာနိုင်ငံသားတွေတွေ့နေရတာတော့ချောက်အဲ့လိုမျိုးဝမ်းမတာနာမြက်စိတ်စိတ်စိတ်ထဲမှာအယံခံပါရ TV channel တွေမှာတက်လာတာတွေကြည်လာတဲ့အချိန်ကြည်လိုက်တဲ့ကျောင်းမြန်မာနိုင်ငံသူမြန်မာနိုင်ငံသား TV channel တွေမှာတက်လာတဲ့အချိန် တရင်ဌာနတွေမှာအခုကယ်ဆယ်ရေးနေရာတွေမှာလည်းတွားကြည့်လိုက်ကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပဲတွေ့နေတာစိတ်ထဲမှာယဉ်ကျိုးတော့အဲ့လိုမျိုးဖြစ်တယ်ယဉ်ကျိုးတယ်တွားလို့လည်းမရဘူးအဲ့နေရာတွေကအကုန်လုံးပိတ်ချလိုက်ပြီကယ်ဆယ်ရေးကားတွေဆိုရင်အများကြီးပဲတွားကြတာလမ်းအကုန်လုံးပိတ်ချလိုက်တော့တယ်ကယ်ဆယ်ရေးကားပဲတွားခွင့်ပေးတယ်ကျန်တဲ့ကားတွေအကုန် stop ရက်အကုန်လုံးရက်အကုန်လုံးရက်ရှင်းနေနေမှာရက် ကျန်တဲ့ကားတွေအကုန်လုံးရက်ကေဆေးကားတွေပဲလွတ်လွတ်ပေးတာပေါ့အဲအဲ့လိုမျိုးအနေထားမျိုးဖြစ်သွားတာအခုဒီညမှာဆိုလို့ရှိရင်ထိုင်းနိုင်ငံဘန်ကောက်မှာဆိုလို့ရှိရင်တို့ဒီ platform တွေဘက်မှာပဲဒါလူတွေကအထုပ်လေးတွေဆွဲပြီးတော့ကိုစီအဲ့လိုမျိုးနေနေရတဲ့ဘဝရောက်သွားမပြန်အိတ်ရဲကြဘူးလေကြောက်ကြတော်20နဲ့4နာရီပဲချိန်ဖြစ်လာမလဲကျွန်တော်တို့မပြောတတ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးဆိုတော့အကုန်လုံးတိတ်ချောင်းတာခဏလေး တိတ်ချောင်နေကြတာမြန်မာပြည်မှာကတော့စကိုင်းထိပ်ပြင်းတယ်မန္တလေးပြင်းတယ်ထိတယ်နောက်ဒီကျွန်တော်တို့ဒီနေပြည်တော်ဘက်တွေတော်တော်ထိသွားတယ်နေပြည်တော်မှာဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့ရုံးချုပ်တွေထိတယ်လို့သိရတယ်တောင်ကူထိတယ်အမြန်လန်းမှာတော်တော်များများထိသွားတယ်လို့ဒါကျွန်တော်တို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့โอเค ဲ့တော့အဆအဆရာအထူးသတိရှိကြပါเนาะအဲ့တော့ live လေးလွှင့်ပေးလိုက်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ live လေးချလိုက်ပါအောင်အားလုံးเนาะ